အားလုံးနဲ့မင်္ဂလာပါရှင်မြန်မာ skill ကနေပြန်လဲချုပ်ဆိုလိုက်ပါတယ်ဒီနေ့သင်ခန်းစာလေးကတော့ grammar series ရဲ့ပထမဆုံးသင်ခန်းစာဖြစ်တဲ့ noun ဆိုတဲ့သင်ခန်းစာလေးဖြစ်ပါတယ်ဆိုတော့ noun ဆိုတာကမြန်မာလိုပါသဖြင့်မယ်ဆိုလို့ရှိရင်ကျွန်တော် noun လို့ခေါ်ပါတယ် and now မရှိရဲ့ဒီ definition လေးဖတ်ကြည့်အောင် so a noun is a word noun ဆိုတာကလည်းစကားလုံးပါ that လို့စကားလုံးမျိုးလဲဆိုတော့ names a person လူတစ်ယောက်ကိုခေါ်တာ animal Tresen, Bivalushin, place, Niari, Din, Yawatu, state, a chainiri, offense, or a pipiate, idea or feeling. Ideas are say good, I'm a feeling, can samuri, popiari how, to noun recorded. Noun can be singular. Noun ga, a nege in it, umas a contaco, quidagon, do dea lupuria, the new plural. Plural, so I got the kutam yare, how, အဲ့ဒါလည်းဖြစ်နိုင်တယ်လူတွေအများကြီးဒါမှမဟုတ်ရှင်ခွေအများကြီးဟိုချဲအများကြီးလူမျိုးပေါ့နော်အဲ့ဒါလည်းဖြစ်နိုင်ပါတယ်တဲ့အောက်မှာရှိတဲ့ဟိုအပြန်လေးရေးထားတဲ့ဥစ္စာတော့ရှိရတယ်ကျွန်တော်ရေးထား So is it a plane? ဆိုတော့အဲ့ဒါကတဲ့လင်းကြံပါတဲ့ Is it a bird? ဒါမှမဟုတ်ရှင်ရင်အာငှက်လာရဲ့ who knows ဘယ်သူသိလဲ doesn't matter အရေးမကြီးဦး they both their nouns သူတို့နှစ်ခုလုံးကနံနေနေတယ်ပဲဆိုတော့ အမ်ဒီလင်းပြန်ပဲဖြစ်ဖြစ်ငှက်ပဲဖြစ်ဖြစ် YouTube ကလုံးကနှစ်ခုလုံးကနောင်ပြောချင်တာပေါ့နော် So ဒီပထမအောင်ဆုံး sentence လေးကိုဖတ်ကြည့်အောင်နော် So the little boy wants a cat for his birthday The little boy is a ဒီကောင်းလေးငငယ်လေးရပါတော့နော် wants a cat ကြောင်လိုချင်ပါတယ်တဲ့ for his birthday သူ့ရဲ့မွေးနေ့အတွက်ကြောင်လိုချင်ပါတယ်တဲ့ဆိုတော့ကျွန်တော်ဒီမှာ noun ကပါတယ်လဲဆိုတော့ရှာကြည့်အောင်နော်ဘယ်ဟာ noun ဖြစ်မလဲဆိုတော့ the little boy ဆိုတော့ ဒီကောက်လေးငငယ်လေးလို့ပြောတာအခုဒီသင်ခန်းစာပထမဦးဆုံးသင်ခန်းစာဆိုတော့မသိသေးလဲပြဿနာမရှိပါဘူးကျွန်တော်တို့ကသင်ခန်းစာ၄၅၆ခုပြီးွားပြီဆိုလို့ရှိရင်ဒီမှာရှိတဲ့ဟာတွေအကုန်လုံးကိုဘယ်ဟာက noun ဘယ်ဟာက adjective pronounce တိုင်းကုန်သိလာလိမ့်မယ်ဆိုတော့အခုမှဆိုလို့ရှိရင် boy ကဒါကောက်လေးလို့ပြောထားတယ်အဲ့ဒါက person right ခုနကကျွန်တော်တို့ noun ကဘာလဲဆိုရဲ့ရှိမှာအောက်မှာအနည်းငယ်ပြထားတယ်ဒီမှာ person animal thing state event idea and feeling ဆိုတော့အဲ့ဒီတွေက ဘယ်ဟာဖြစ်မလဲဆိုတော့ကြည့်မယ်နော်ဆိုတော့ boy ဆိုတာကကောင်းလေးဆိုတဲ့အတွက်သူကလူကိုပြောချင်တာ right ဆိုတော့ person ဒုတိယတစ်ခုကကျတော့ cat ဆိုတော့ cat ကကြောင်ကတရိတ်ဆန်နဲ့မပါဆိုတဲ့အတွက်ဒါ animal ပြီးသွားလို့ရှိရင် his birthday birthday ဆိုတာကမွေးနေ့ဆိုတာအဖြစ်အပျက်ပွဲလေးကိုခေါ်တာပေါ့နော်မှဆိုလို့ရှိရင် wedding တို့ဒီအမလားဟို birthday တို့အဲ့လိုမျိုးအဲ့လိုအဖြစ်အပျက်တွေအကုန်လုံးကျွန်တော် event လို့ခေါ်တဲ့အတွက်ဒီဟာကလည်း noun နော်ဆိုရင်ဒုတိယစာချောင်းက a queen size bed has green sheets so a queen size bed ဆိုတာက2ယောက်အိတ်အိတ်ရောင်ပြောတာပါ2ယောက်အိတ်အိတ်ရောင်မှာ has green sheets ဆိုတော့ဒီအစိမ်းရောင်အခင်းရှိရဲ့လို့ပြောတာ so a queen size ဆိုတာတောင်းမရှုပ်စေချင်ဘောเนาะ queen ဆိုတာတမန်ဆိုလို့ရှိရင်မိဖုရားလို့ခေါ် right ဒါပေမဲ့လည်းဒီနေရာမှာ hyphen နဲ့ size နဲ့သုံးထားရဲ့ဆိုတော့ဒါ adjective ပါသူက ဘလို့အဲ့ရမျိုးလဲဆိုတာကိုရှင်းပြထားတဲ့စကားလုံးပေါ့နော်ဆိုတော့ queen size ဆိုတာနှစ်ယောက်အဲ့အရာလို့ပြောတာဆိုတော့ greater adjective pet ဆိုတာကဟိုပစ္စည်းအရာဝတ္ထုဖြစ်တဲ့အတွက်ဒီဟာက noun ပေါ့နော်အဲ့ဒါကပြီးတော့ pet မှာ s မပါတဲ့အတွက်သူကတခုလေအဲ့ရတခုလေဆိုတော့ singular noun ဖြစ်တယ်နောက်ဆုံးမှာပါတဲ့ she ကကြတော့သူကနောက်ဒီလိုပဲအရာဝတ္ထုပေါ့နော်ဘာလို့လဲဆိုအဲ့ရခင်လို့ခေါ်တာ all right ဆိုတော့အဲ့ရခင်မှာကြာဒီနေရာမှာကြာကျွန်တော်တို့ s ပါတယ် right နောက်ဆုံးမှာအဲ့လိုဆိုရတော့ဒါအယခင်အများကြီးကိုပြောချင်တာမလို့ဆိုရတော့ a plural noun ဖြစ်ပါတယ် okay now sentence ကကြတော့ the blue backpack is full of books ဆိုတော့ the blue backpack ဆိုတာက backpack ဆိုတာက um ကျောပွဲကိုခေါ်ရတယ်ကျောပွဲကတဲ့ဒီအပြည့်အောင်ကျောပွဲက is full of books စာအုပ်တွေအပြည့်ရှိရလို့ပြောတာဆိုတော့ဒီနေရာမှာ backpack ဆိုတာကအာခုနလိုပဲပစ္စည်းဖြစ်တဲ့အတွက်ဒါက noun ပြီးတော့ s မပါဘူးဆိုတော့အတွက်သူက singular အနေနဲ့သုံးထားတာပါ backpack and and then နောက်တစ်ခုကကျတော့ books books ကကျတော့ um စာအုပ်တွေအများကြီးပြောချင်တယ်ဆိုတော့အတွက်သူကကျတော့ plural right ဆိုတော့ဒီ noun ဆိုတာကိုအခြေခံအဖြစ်သိရဆိုပြီးသိပြီဆိုလို့ရှိရင်ကျွန်တော် noun မှာနှစ်မျိုးရှိတယ်တစ်ခုကကျတော့ common noun တစ်ခုကကျတော့ proper noun common noun ဆိုတဲ့ဥစ္စာကကျတော့ကျွန်တော်ရေပူရအဖြစ်သုံးတဲ့ဟာ right ဥပမာဆိုလူလူတို့ ွေးတို့အာနိုင်ခံတို့အဲ့လိုမျိုးဘာမှအတိအကျမရှိတဲ့ noun တွေကြာသူက common noun ခေါ်တယ် proper noun ဆိုတဲ့အဓိပ္ပာယ်ကကျွန်တော်အတိအကျပြောလူတစ်ယောက်ရဲ့နာမည် right ကျွန်မဆိုလို့ရှိရင်ကျွန်မနာမည်နဲ့ပြောမယ်ဆိုလို့ရှိရင်ဒါ um အော် proper noun ဖြစ်မှာပေါ့နော်ပြီးလို့ရှိရင်ကျွန်မဥပမာခွေးဆိုလို့ရှိရင်လည်းခွေးလို့အများကြီးဟိုအကုန်လုံးကြီးညှို့မိပြောတာမဟုတ်ဘဲနဲ့ခွေးတကောင်ရဲ့နာမည်ကိုပြောမယ်ဆိုဥပမာဆို ကျွန်တော်ရှိအခွင့်ဆို dex right သူ့နာမည်ဆိုလို့ရှင်အဲ့လိုမျိုး dex လို့ပြောလိုက်ရှင်ဒါ proper noun ပါလို့ဆိုကျွန်မတခြားခွေးလို့ပြောတာမဟုတ်ကျွန်မရဲ့ခွေးပဲပြောရ right ပြီးွားလို့ရှင်နိုင်ငံနေလို့မျိုးနိုင်ငံလို့ပြောလို့ရှင် common noun လို့ဖြစ်ပေမဲ့ကျွန်မတို့ကမြန်မာနိုင်ငံလို့ပြောလိုက်လို့ရှင်ဒါက proper noun ပါဆိုမြန်မာနိုင်ငံတခုပဲရှိရ right so အတိအကျပြောတဲ့ဟာတွေကိုကျွန်မတို့က proper noun လို့ခေါ်ပြီးတော့ရေးပူရပြောတဲ့အရာတွေကိုကြတော့အာ common noun လို့ခေါ်တယ် sorry ဒီမှာ common noun က a word that refers to a non-specific person place or object ဆိုတော့စကားလုံးနဲ့ပါဝင်ရင်ကျွန်းတဲ့စကားလုံးဆိုရဆိုတော့ဆိုတော့အတိအကျမပြောတဲ့လူတွေအာနေရာတွေ object ဆိုတာကအအရာဝတ္ထုတွေပေါ့နော်အဲ့ဒါတွေကိုရည်ကျွမ်းလဲဆိုလို့ရှိရင်အဲ့ဒါကို common noun ကိုခေါ်ပါတယ်တဲ့အောက်မှာ example မှာဆိုလို့ရှိရင်ဒီမှာ woman မိန်းမတယောက်ပေါ့နော်အမျိုးသမီးတယောက်ဆိုတော့မိန်းမဆိုရလဲ အများကြီးဖြစ်နိုင်ရ right အမျိုးသမီးမှာတပုံ right ဆိုအဲ့ဒါမျိုးဆိုလို့ရှိရင်အာ common noun လို့ခေါ်တယ်ဒုတိယတစ်ခုကကျတော့ country country ဆိုတာလည်းအာကမ္ဘာပေါ်မှာနိုင်ငံတွေအများကြီး right ဘယ်နိုင်ငံလို့အတိအကျမပြောရတော့ဒါကလည်းအာ common noun ဖြစ်တယ်နောက်ဆုံးတစ်ခုကကျတော့ table table ဆိုတာကလည်းအာ common noun ဖြစ်တယ်။ဥမာ book လို့ပြောလဲ common noun ပဲ right ။ဘာလို့ဆို base base စာအုပ်လဲလို့အတိအကျမပြောဘူး။စာအုပ်နာမည်မပြောဘူး။ခုံဆိုလို့ရှိရင် base ခုံလို့အတိအကျမပြောဘဲနဲ့ ဒီအာခုံလို့ပဲပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒါ common noun လို့ပြောပါတယ်ရေဘူးရအပြင်ပြောရဲအာ noun တွေပေါ့နော်ဒီရက်တစ်ခုကကျတော့ proper noun proper noun ရဲ့အာ definition က a word that refers to a specific person place or object ခုနက common noun ရဲ့ opposite ပေါ့နော်ပြောင်းပြန်ဆိုတော့ဒီဟာကကြတော့ကျမတို့အတိအကျပြောတဲ့လူတွေနေရာတဲ့အရာဝတ္ထုတွေကိုရည်ညွှန်းတဲ့စကားလုံးကို proper noun လို့ခေါ်ပါတယ်တဲ့ ်ဆိုတော့အောက်မှာ example က john john ဆိုတာကဒီကောင်လေးနာမည်ပေါ့နော်သူ့ boy လို့မပြောဘူး man လို့လည်းမပြောဘူး person လို့လည်းမပြောဘဲနဲ့ john လို့သူ့နာမည်ကိုခေါ်တဲ့အတွက်ဒါအတိအကျပြောတဲ့အရာပေါ့နော်အဲ့လိုဆိုရတော့ဒါ proper noun ပါဒုတိယတစ်ခါကျ london london ဆိုတာလည်းကဘာပေါ်မှာရှိရဲ့နေရာကြီးထဲမှာတမျိုးပဲရှိရ right london ကဆိုရတော့ဒါကလည်း uh proper noun ပါနောက်ဆုံးတစ်ခါကျ statue of liberty statue of liberty ဆိုတာက အာလွတ်လပ်ရုပ်ထုလို့ခေါ်ရတဲ့ right new york မှာရှိတဲ့ mr chop liberty ကလည်းဒီကဘာလုံးမှာတစ်ခုတည်းရှိရဆိုရတော့ဒါအတိအကျပြောရတဲ့အရာဆိုရတော့ pronoun ကိုခေါ်ပါတယ်ဆိုတော့အောက်က sentence က julia is the name of the child so julia ဆိုတာကတဲ့ is the name of a, of the child ကလေးရဲ့နာမည်ပါ julia ဆိုရကလေးနာမည် julia လို့ပြောချင်တာပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင် ကျမကဘယ်ဟာကနောင်လဲဆိုတာကြည့်အောင်နော်ဒီမှာဒီတစ်ခါကြာလို့ရှင်ဘယ်ဟာကနောင်လဲဆိုတာထပ်ကိုကျမကနောက်ခွဲထားတဲ့နှစ်မျိုးပေါ့နော်ဘယ်ဟာ proper noun ဘယ်ဟာ common noun လဲဆိုတာလည်းကြည့်အောင် Julia Julia ဆိုတာကနာမည်ပေါ့နော် Julia is the name of the child ကလေးရဲ့နာမည်က Julia ပါတဲ့ဆိုတော့ Julia ကကျမကအတိအကျပြောရ right လူလို့မပြောဘူးကလေးလို့လည်းမပြောဘူးသူ့ကို Julia လို့ပြောထားတာကိုကျမက proper noun လို့ခေါ်ပါတယ် right ဒုတိယတစ်ခုကကျတော့ name name ဆိုတာနာမည်လို့ပြော right နာမည်ဆိုတာဘယ်သူနာမည်ဆိုဖြစ်နိုင်တယ်အတိအကျပြောထားအရာမဟုတ်ဘူးဆိုရက်တော့ဒါက common noun ပါနောက်ဆုံးတစ်ခုကကျတော့ like child child ဆိုတာကကလေးလို့ပြော right ဒါကလေးလဲဆိုတော့မပြောထားအောင် right ဒီစကားလုံးတစ်ခုပဲဆိုရင်ပေါ့ဒီစကားလုံးတစ်ခုလုံးမှာကျွန်တော် Julia ဆိုတော့သိအဲ့ဒါပေမဲ့ child ဆိုတာကြီးပဲတစ်ခုပဲပြောရဆိုလို့ရှင် child က common noun အတိအကျမပြောတဲ့ရေဘူးရပြောထားတဲ့ noun လို့ခေါ်ရပေါ့နော် Duriya um sentence ka Elizabeth is the queen of the country called England. So Elizabeth ka the queen queen of the country so uh nangan ye bajin ma de. Be nangan le so called England. England nangan ye bajin ma ka ro Elizabeth phit de lo pyaw da. So ro di ma le be ya ka naung le belu naung le so ro chi ya ma no. So Elizabeth ဆိုတာကကျွန်တော်တည်ရလူနာမည် right လူနာမည်ဆိုရတဲ့အတွက်အတိအကျပြောထားတဲ့အရာဆိုတော့ proper noun queen ဆိုတာကမိဖုရားလို့ပြော right ကျတော့နိုင်ငံတွေအများကြီးမှာမိဖုရားရဲ့အများကြီးရှိရ right မိဖုရားလို့ပြောရဲဆိုလို့ရှင်ဘသူ့ကိုပြောမှန်းကျွန်တော်မသိဘူးအဲ့ဒီ drag queen ဆိုတာကအာ common noun ဖြစ်တယ်ပြီးွားလို့ရှင် country country ဆိုတာကနိုင်ငံလို့ပြောဘယ်နိုင်ငံလဲအတိအကျမပြောဘူးအဲ့ဒီ drag ဒါက common noun ဖြစ်တယ်နောက်ဆုံးတစ်ခုကကြတော့ england england ဆိုတာက England နိုင်ငံ right so အတိအကျပြောထားရင် England နိုင်ငံတစ်ခုပဲရှိရ right ဆိုတော့ England ကကြတော့ proper noun ဖြစ်တယ်ဆိုတော့ကျွန်တော် noun တွေ့ပြီဆိုရှင်တစ်ခုမေးကြည့်ပေါ့နော်ကိုယ်ကပါပေါ့ဒီဥစ္စာကအတိအကျပြောထားရလားဒါမှမဟုတ်လို့ရှင်နောက်ထပ်မေးခွန်းပြန်မေးလို့ရလားဆိုတော့နောက်ထပ်မေးခွန်းဆိုတော့ဥပမာဆိုလို့ရှင် Elizabeth ဆိုရင်ဒါတော့အထူးကြပြောထား right ဒီလူဝင်းနာမည် Queen ဆိုလို့ရှင်ဘယင်မလို့ပြောလို့ရှင်ဘယ်ဘယင်မလဲတော့ထပ်ပြီး second question ပြန်မေးလို့ရလို့ရှင် ျမတို့ကဒါကိုအာ common noun လို့ခေါ်ရပါတော့ UV ကပြောတဲ့အရာမျိုးဆိုတော့နောက်တစ်ခုကကြတော့ countable noun ခုနကတော့ပထမဦးဆုံးမှာပြောထားကျွန်တော်တို့ singular နဲ့ plural ရှိအောင်ပြောထားရယ် singular ဆိုတာတခုတည်း plural ဆိုတာကအများအနေနဲ့သုံးနေဟာလေဒီမှာကျ countable noun နဲ့ uncountable noun countable noun ဆိုတာရှိတွက်လို့ရတဲ့ဟာဥပမာလူတစ်ယောက်နှစ်ယောက်သုံးယောက်ဆိုရှိတွက်လို့ရတာဒီမှာဆိုလို့ရှိရင်လည်း chair ဆိုလို့ရှိရင်ခုံတစ်ခုံနှစ်ခုံသုံးခုံဆိုပြီးရှိတွက်လို့ရတဲ့ဟာတွေကိုကျွန်တော် countable noun လို့ခေါ်ရယ် right ဒီမှာဆိုပြီးတော့နောက်တစ်ခါကျ countable noun မှာ regular နဲ့ irregular ဆိုတာရှိ irregular ဆိုတာက ကျွန်မတို့ရှိနေတဲ့ noun ဒီစကားလုံးကိုပဲနောက်ကနေ s ထည့်လိုက်တာ right ဆိုတော့အနည်းဆိုရင်ဒီဒီရိုးရိုးရှိတဲ့ chair တစ်ခုထပ်များသွားပြီဆိုလို့ရှိရင်နောက်ကနေ s ထည့်မယ်ဒါ regular လို့ခေါ်ရမှာကျွန်မလွတ်ချက်စရာမလိုတဲ့အရာမျိုးပဲအဲ့ဒါ regular irregular ကကြတော့တချို့တစ်ခါတလေကြလို့ရှိရင်ကျမတို့ um s ထည့်လို့မရပဲနဲ့စကလုံးပြောင်းတဲ့ဟာမျိုးပေါ့နော်အဲ့ဒါမျိုး ကျမတို့က irregular verb လို့ခေါ်တယ်။ဆိုတော့ဒီအောက်က regular ဆိုတဲ့ဟာမှကြီးလိုက်တော့ singular နဲ့ plural ဆိုတော့ regular ဆိုတော့ကျမတို့ s နောက်ကနေ s ထည့်အောင်မယ် right so apple က apples ဖြစ်ပါမယ် right ဒီဝါလို့ရှင် pen က pens door doors lion lions ဆိုတော့ခုနကရှိတဲ့ singular verb ကို sorry singular noun ကိုပဲကျွန်တော်နောက်ကနေ s ထည့်အောင်မယ်ပေါ့နော် နောက်တစ်ခုကကျတော့ irregular irregular ဆိုတာကကျွန်တော် s တဲ့ယုံနဲ့မရတဲ့ယာမျိုး right ဆိုလို့ရှိရင်ဒီဟာကို man men ဆိုတာကလူလို့ပြော right ဒါပေမဲ့ m a n ရဲ့နောက်မှာ s တဲ့ပြီးကျွန်တော်တို့ကယောက်ျားရဲ့အများကြီးလို့ပြောလို့မရအောင် right ဆိုတော့စကလုံးပြောင်းမယ် m e n men ဖြစ်သွားမယ် right အဲ့ဒါကအာယောက်ျားရဲ့အများကြီးလို့ပြောတာနောက်တစ်ခုကကျတော့ child child ဆိုတာကလေးတယောက်ကိုခေါ်တာ ကလေးတယောက်ကိုလည်းနောက်မှကျွန်တော် s ထည့်ပြီးရေးလို့မရဘူး irregular verb ဖြစ်တဲ့အတွက် I'm sorry I keep saying irregular verb irregular noun ဖြစ်တဲ့ဆိုရတဲ့အတွက်ကျွန်တော်က child က children ပါ children ဖြစ်မယ် country country ကကြတော့ y နဲ့စုံထားတဲ့အတွက်သူက ies ထည့်တယ် right ဒီဥစားရေကောင်းလား irregular verb s ထည့်ရုံနဲ့မပြီးဘူးဆိုလို့ရှိရင်ဒါကို irregular verb လို့ခေါ်ရပါတော့နောက်တစ်ခါကျတော့ mouse mouse က um ကျွတ်ပေါ့နော် drug ကိုအများအနေနဲ့ပြောမယ်ဆိုလို့ရှင် mice ဆိုပြီးဖြစ်သွားတယ် mouse ကို s ထည့်လို့မရဘူးလေဆိုတော့ mice ဆိုပြီးဖြစ်သွားတယ်ဒါ irregular verb ပေါ့နော်အဲ့ဒီဟာတိတ်ပြီး rules တွေမရှိဘူးကျွန်တော်တို့ဒီလိုပဲစာရေးဖတ်ရင်းနဲ့တွေ့တာများရင်းနဲ့ပဲအတိလာလိမ့်မယ်ပေါ့နော်ဒီစကားလုံးတွေမှာ နောက်တစ်ခုကကျတော့ကျွန်တော် uncountable noun uncountable noun ဆိုရည်တွက်လို့မရဘူးခုနကဆိုလို့ရှင်ဒီခုံကတစ်ခုနှစ်ခုဆိုရည်တွက်လို့ရတယ် right ဒါပေမဲ့ကျွန်တော် uncountable noun ဆိုရင်ဒီ noun တွေရည်တွက်လို့မရဘူးဘယ်ဟာဖြစ်မလဲဆိုတော့ sugar sugar ဆိုတဲ့ကြားကိုပြောရမယ်တကြားဆိုလို့ရှင်လည်းကျွန်တော်တို့ကတစွန်းနှစ်စွန်းဆိုပြီးတော့ရတယ်ဒါပေမဲ့တကြားကြည့်ပဲကိုရှိတော့လို့မရအောင်ပေါ့နော်ဒီကတခုခုတည်းထည့်ပြီးချိန်တာမျိုးမဟုတ်လို့ရှင်ရရှိတော့လို့မရအောင်နောက်တစ်ခုကျတော့ dot dot ဆိုတာကဖုံနေတယ်လို့ဆိုရင်အမှိုက်လို့ လိုမျိုးအစားအရာလေးရေးတော့လို့မရဘူး။နောက်တစ်ခါကျ information information ဆိုတာသတင်းချက်လက်တွေခေါ်ရ right ။သတင်းချက်လက်တွေကိုကျွန်တော်တခုနှစ်ခုလို့ရေးတော့လို့မရဘူးပေါ့နော်။ဆိုတော့တော့ uncountable noun အနေနဲ့တကယ်တော့မသိဘူးဆိုလို့ဒါကိုအလွတ်မှတ်လိုက်ပေါ့နော် information ဆိုလို့ရှိရင်ဒါ uncountable noun ။နောက်တစ်ခုကကျွန်တော် milk ဆိုတော့ milk ဆိုတာ no right no no ဆိုလို့ရှိရင် um ဒါလည်း accountable မှာတွားလည်းရှိတွားလို့မရအရေးတွေတို့တည်ရမလားဟိုလိုမျိုး send တို့အဲ့ဒါကြီးဆိုလို့ရှင်တွားရှိတွားလို့မရတဲ့ noun အနေနဲ့သုံးမယ် okay နောက်တစ်ခါကျတော့ abstract noun abstract noun ဆိုတာကမြန်မာပြည်လိုပြောလို့ရှင်စိတ်တစား noun လို့ခေါ်ရ right သူကစိတ်စား noun ဆိုရတဲ့ပြန်တော့ထိတွေ့လို့မရတဲ့ noun တွေခေါ်တာဆိုတော့ definition ဖတ်ကြည့်လိုက်အောင် an abstract noun is a noun abstract noun ဆိုတာကတဲ့ noun ပါပဲလေ that refer to something that cannot be per perceived by the five senses so ဟိုဒီနောင်မဲ့ဒါပေမဲ့ကျွန်တော်အာယုံ၅ပါးနဲ့မခံစားနိုင်တဲ့အရာလို့ပြောချင်တာဟုတ်လားအာယုံ၅ပါးနဲ့မမသိနိုင်တဲ့အရာကို astronaut လို့ခေါ်တယ်အာယုံ၅ပါးဆိုပါလဲဆို sight မြင်ရတဲ့ဟာမျိုး right ဥပမာဆိုကျွန်တော်ခုံဆိုရင်မြင်ရ right လူဆိုလည်းမြင်ရတယ်ဆိုတော့မြင်ရတဲ့အရာတွေ hearing ကြားရတဲ့ຢာရုံးမှာဆို voice right တယောက်က drum တီးရတီးတယ်ဒါမျိုးဆိုလို့ရှင်ကြားရတဲ့ဟာလေ touch ထိတွေ့လို့ရတယ် taste um အရသာခံစားလို့ရတယ် smell ဆိုတာကအနံ့ရတယ်အဲ့လိုဟာရင်မဟုတ်အဲ့လိုနဲ့မငြိညွတ်တဲ့အရာမျိုးပေါ့နော်အဲ့ဒါမျိုးမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော် abstract noun စိတ်တစားနံလို့ခေါ်ပါတယ် it represent idea ဘာလို့သူကကိုစားပြုလဲဆို idea right idea ဆိုတာအတူပေးခေါ်တယ် right? Feeling, kanzamure, qualities. Qualities are actually good. or concept. That, that cannot be physically touched. So, physically, the, um, let the way ma, tilumia, physical, so, lunetilumia, physically touch the woman, yare, yamu, bet, that be can be experienced or understood. experience ဆိုတာအတွေ့အကြုံပေါ့နော်ဒါပေမဲ့မဟုတ်လို့ရှင် understand ဆိုတာနားလည်မှုပဲအတွေ့အကြုံနဲ့နားလည်မှုတွေနဲ့ကျွန်တော်သိတဲ့အရာတွေကိုလည်းတဲ့ abstract noun စိတ်တဆနဲ့ဆိုပြီးခေါ်ပါတယ်တဲ့ example of abstract noun စိတ်တဆနဲ့နေရဲ့ဥပမာတွေရောတဲ့ freedom freedom ဆိုတာကလွတ်လပ်မှုခေါ်တာ right ပြီးသွားလို့ရှင် knowledge ဆိုတာကဘ ഹു တုတ love ဆိုတာချစ်ခင်ကျင်တာမျိုး uh happiness က ပျော်ရွှင်တာ bravery ဆိုတာကအမ်တတ်တည်ရှိတာ kindness ဆိုတာကကျင်နာမှုရှိတာ childhood ဆိုတာကကလေးဘဝ friendship ဆိုတာကတငယ်ချင်းတွေကြားမှာခင်မင်ရင်းနေမှုပေါ့နော်ဒီရတဲ့အကောင်လုံးကကျမတို့ဟိုခံစားလို့ပဲရတယ်သိတယ်နားလည်တယ်ဒါပေမဲ့ထိတွေ့လို့မရတဲ့အရာတွေပေါ့နော်ဆိုတော့အဲ့ဒါကိုကျမတို့ abstract noun လို့ခေါ်ပါတယ်တဲ့ happiness is the key to a joyful life happiness ပျော်ရွှင်မှုဆိုတာက is the key တော့ချက်ဖြစ်ပါတယ် to a joyful life ဆိုတာကကျွန်တော်ကျင့်သက်စရာကောင်းတဲ့ဘဝတစ်ခုအတွက်တော့ချက်ဖြစ်ပါတယ်တဲ့ဆိုတော့ဒီမှာဘယ်ဟာတွေကနားဖြစ်မလဲဆိုတော့ကြည့်လိုက်အောင် happiness happiness ဆိုတာပျော်ရွှင်မှုပေါ့ကျွန်တော်တို့က feeling ကိုပြောရမယ် right ဆိုတော့အဲ့တော့ဒါက abstract noun မှာ is the key key ဆိုတာက ဒီနေရာမှာတော့ metaphor အနေနဲ့တုံထားတာပေါ့နော် metaphor ဆိုတာကကျော်တင်စားပြီးဥပမာပြပြီးပြောထားတဲ့အရာမျိုးပေါ့နော်ဒါပေမဲ့ key ဆိုတာဒါပဲအနေရဆိုလို့ရှိရင်ကျွန်တော် common noun right ဘယ် key လို့သူတို့မပြောဘူး generally အပြင် key လို့ပြောရဆိုတဲ့အတွက် common noun ဖြစ်မယ်ဒီ value ရှင် joyful life life ဆိုတာကလည်းကျမတို့ကထိပြလို့ရအရာမဟုတ်ဘောเนาะဆိုတော့ဒီဟာကလည်းဒါဖြစ်အပြက်ကိုပြောချင်တာမျိုး right ဟို event နဲ့ခက်ဆင်ဆင်ပေါ့เนาะအဲ့လိုမျိုးဆိုရတော့ဒါလည်း abstract noun ဖြစ်ပါတယ် ဒုတိယ sentence က her kindness made everyone feel welcome သူရဲ့ကျင်နာမှု her kindness သူရဲ့ပေါ်ယွင်းမှုပေါ့နော်ပေါ်ယွင်းမှုက made everyone feel welcome ဆိုတော့အလုံးကိုလူတွေအကုန်လုံးကိုသူကကြိုးကြိုးဆိုရဲဆိုရဲခံစားမှုကိုဖြစ်စေပါတယ်တဲ့ဆိုတော့ဒီနေရာမှာဘယ်ဟာကအာ noun ဖြစ်မလဲဆိုတော့ kindness kindness ဆိုတာက ခုနကလိုမျိုးပဲဒါကျွန်တော်တို့ feeling ပေါ့နော်ဒီအမအဲ့လိုမျိုးဆိုရတော့ဒါလည်း abstract noun ပါ now sentence က Sarah loves reading a book Sarah ကတဲ့စာအုပ်ဖတ်ရတာကိုကြိုက်ပါတယ်တဲ့ဆိုတော့ဒီနေရာမှာဘယ်ဟာက noun ဖြစ်မလဲဆိုတော့ Sarah ရဲ့ book ရဲ့ Sarah ဆိုတာကလူတယောက်ရဲ့နာမည်ပေါ့နော်ဒီတယောက်နာမည်လူလို့မပြောဘူးအမျိုးသမီးလို့မပြောဘူး Sarah လို့ပြောရဲဆိုတဲ့အတွက် သူရာသူက proper noun ဖြစ်တယ်အတိအကျပြောထားတဲ့ noun ပေါ့နော်နောက်တစ်ခါကျတော့ book book ကကျတော့ common noun ဘာလို့လဲဆိုတော့သူအတိအကျဘယ်စာအုပ်လို့စာအုပ်နာမည်မပြောထား book လို့ပဲပြောရဆိုတော့ common noun ဖြစ်မယ်ပြီးသွားလို့ရှိရင်သူက s မပါဘူးဆိုတော့ a book ဆိုတော့ singular noun ဖြစ်တယ်နောက် sentence က he watched the new movie သူကတဲ့ watch ဆိုတော့ကြည့်ပါတယ် the new movie ဒီရုပ်ရှင်ကတက်ကိုပဲကြည့်ပါရဲ့တဲ့ဒီမှာဆိုလို့ရှင်လဲ he watched that new movie noun ကတခုလဲပါအဲ့ဒါက movie movie ဆိုရုပ်ရှင်ပြောတာပေါ့နော်ရုပ်ရှင်လို့ပြောပြီးတော့ဒါမဲ့ဒီမှာဘယ်ရုပ်ရှင်ဆိုတာမပြောဘူး right အတိအကျမပြောဘူးဆိုတဲ့အတွက်အဲ့ဒါက common noun ဖြစ်ပါတယ်ပြီးတော့ movie မဟုတ်ဘူးအဲ့လိုဆိုရတဲ့အတွက်သူက singular ရုပ်ရှင်တခုပဲပြရပြောတဲ့အတွက်အနေကနောက်တစ်ခုက george is a fan of star wars george george ကတဲ့ Star Wars movie Star Wars are already series လို့မျိုးရုပ်ရှင်သားရယ်ပေါ့နော်အဲ့ဒီဥစ္စာကိုတဲ့သူကစိုက်နှစ်သက်တဲ့လူဖြစ်ပါတယ် fan ဆိုတာကစိုက်နှစ်သက်တဲ့လူခေါ်တာပေါ့နော်သိရမလားဥပမာဆိုလို့ရှိရင်ကျမတို့က Korea ကစိုက်တယ်လို့ဆိုတော့ Korean movie fan လို့မျိုးပြောရမျိုးပေါ့နော်ဆိုတော့ဒီမှာ verb um noun ကဘာဖြစ်မလဲဆိုတော့ George George ကလူရဲ့နာမည်ပေါ့နော်ဆိုတော့ခုနက proper noun အတိအကျပြောထားတဲ့နာမ်ဖြစ်တယ်ဆိုတော့ဒါ proper noun မှာဒီတဲ့တစ်ခွက်ကျတော့ fan fan ဆိုတာကဥမာလူတယောက်ကိုကြိုက်တယ်ဆိုတာဥစ္စာမျိုး right ဆိုလို့ရှိရင်ဒါဒီဥစ္စာက common noun သူကအတိအကျပြောတဲ့ဟာမျိုးမဟုတ်ဘူးလူတိုင်းကိုပြောခေါ်လို့ရတဲ့အရာမျိုးပေါ့နော်သိရမလားအဲ့လိုဆိုတော့သူက common noun ဖြစ်တယ် star wars star wars ဆိုတာကဒီနေရာမှာကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင် star wars မှာ s ပါတယ်ဆိုတော့ဟို plural လို့ ထင်ကောင်းထင်နေပေါ့နော်ဒါပေမဲ့ Star Wars ကသူကဒီဒီ movie series ရဲ့နာမည်ပေါ့နော်အဲ့လိုဆိုရတော့သူ singular ပါတကွ series တစ်ခုတည်းကိုပဲပြောတာပေါ့နော်ပြီးပါလို့ရှင်ဒါက propaganda propaganda ဘာလို့ propaganda ဖြစ်တာလဲဆိုတော့သူကခုနကတော့ movie လို့မပြောဘူး right သူက movie နာမည်ကိုပြောရဲဆိုရတော့ propaganda အတိအကျပြောထားတဲ့နောင်ဖြစ်ပါတယ် London has a lot of dirt in the streets London မှာကတဲ့ ဟိုဖုံးတွေအမိုက်ကျိရှိပါတယ်ဒီလမ်းတွေမှာဖုံးတွေအမိုက်ကျိအများကြီးရှိတယ်လို့ပြောထားပါဆိုတော့ London ဒီမှာဆိုလို့ရှိရင် noun က London ရဲ့ dot က um uncountable noun ပေါ့နော်ကျွန်တော်ရှိတွေ့လို့မရတဲ့ noun နဲ့မှာပါတယ်ပြီးသွားလို့ရှိရင်နောက်ဆုံးတစ်ခုက streets streets ကအာလမ်းတွေကိုပြောတာပေါ့နော်ဆိုတော့ပထမဆုံး London ကနေရာကိုအတိအကျပြောတဲ့ဥစ္စာပေါ့နော်ကျွန်တော်မြို့ပဲမြို့လို့ပြောထားမျိုးမဟုတ်ချက် country လို့ပြောထားမျိုးမဟုတ် London အင်္ဂလမရှိလန်ဒန်ကိုအတိအကျပြောထားဆိုတော့ဒါသူက propaganda dot ဆိုတာက तू က common ah ပြီးွားလို့ရှင်ဒါအတိအကျပြောရအရာမဟုတ်ဘောနော်ပြီးွားလို့ရှင်နောက်တစ်ခုကကျတော့ तू က uncountable လားကျတော့ရှီထွက်လို့မရတဲ့အရာတွေပေါ့နောက်ဆုံးတစ်ခုကကျတော့ street street ကကျတော့ကျတော့ land နာမည်ကိုမပြောထားဘူးပေါ့နော် land နာမည်ကိုမပြောဘဲနဲ့ land လို့ပဲ land တွေလို့ပဲပြောထားရဆိုတော့ तू က common noun ဖြစ်တယ်ပြီးွားတော့ aspire ဆိုတော့ plural noun plural ဖြစ်တယ် North Korea, the Golden Gate Bridge is a very famous bridge. Golden Gate Bridge, Golden so like, what do you, the Golden Gate. So, the Golden Gate Bridge, got it, name, it, that, go, pit, So, the shame, the they hire, non, pim, so, but, ma, Golden Gate Bridge, got the, သတားနာမည်ကိုပြောထားပါတော့သတားလို့ဂျမ်းမေးပြောလို့ရှိရင်ကျွန်တော်ကခမ်းမနာဖြစ်မယ်ဒါပေမဲ့ Golden Gate Bridge လို့ပြောရအတိအကျဒီသတားကိုပဲပြောထားရဆိုရတဲ့အတွက်ဒါက proper noun အတိအကျပြောထားတဲ့ noun ဖြစ်မယ် bridge ဆိုတာက um သတားပေါ့သတားကကြတော့ဒီ we are ပြောထားရဆိုရတဲ့ common noun ဖြစ်မယ်ပြသတရာတစ်ခုရဲ့ကိုပြောထားရဆိုရတဲ့အတွက်ဒါက singular ပါဆိုတော့အောက်မှာရှိတဲ့ um အောက်မှာရှိတဲ့ ဒီ practice ဆိုတဲ့ဥစ္စာကိုကျွန်မဒီမှာတော့မလုပ်ပြတော့ဘူးပေါ့နော်အဲ့ဒါကိုကိုယ့်ဘက်သားကိုကြည့်ပြီးတော့ဘယ်ဟာနောင်ဖြစ်မယ်ဘယ်လိုနောင်ဖြစ်တယ်ဆိုတာကိုဟို homework အနေနဲ့ပေါ့နော်လုပ်ကြည့်လိုက်ပါပြီးလို့ရှိရင်ကျွန်မဒီ video အောက်က comment မှာတော့ဒီရဘယ်နောင်နေဘယ်လိုမျိုးဆိုတဲ့အဖြေကိုကျွန်မရေးပေးထားပါမယ်နော်ဆိုတော့ video အဆုံးထိကြည့်ပေးအတွက်ကျေးဇူးများအတင်ပါတယ်ရှင် video ကနေတစ်ခုခု learn လုပ်နိုင်မယ်လို့လည်းမျှော်လင့်ပါတယ် right bye everyone